你好，东的人啊！ ဝါလံချမ်းနဲ့ကိုလိုလူရဲ့အပြုစုယူရမင်းလုံးမကဘူးညီပြီးပေါ်လေကဲအားလုံးမင်္ဂလာပါမင်္ဂလာပါဗျာနော်နော်တို့ဒါဒီနေ့ကကိုရက်နေပေါ့နော်အာကိုရက်နေမနေ့ပိုင်းမှာကျွန်တော်ထိပ်စီးသုံးလုံးနောက်ပိတ်သုံးလုံးမဲ့သွားမယ် နော်မနေ့ကဒါကိုဘလိုပဲဖြစ်ဖြစ်ဗျာအားတဲ့သူဆိုပေါက်မယ်ဗျာနော်ဘာလို့လဲဆိုလို့ရှိရင်ဒါကိုသုံးလို့ဘာလို့ဆိုရင်နော်ကိုလီလို့ဆိုအဲ့တော့သူက92ဆိုတော့ကျွန်တော်တို့ဒါဘလိုနည်းနဲ့မှဝင်လဲမဝင်ဘူးနော်အဲ့တော့ဝင်လဲမဝင်ဒါတရက်ပဲရှိသေးတာဟုတ်ဗျာနော်ဒီအတွင်းမှာပဲဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ပတိတလုံးအောင်ခဲ့တာပဲเนาะအဲ့တော့ဒီနေ့မနေ့ကျတော့ကျွန်တော်တို့ကဒီ ညနေကြလို့ရှိရင်ကျွန်တော်ဝမ်းချင်းအမာပေးမယ်ဗျာနော်ညနေကြရင်ဝမ်းချင်းအမာကိုကလည်းကိုကြိုက်တဲ့ဥစ္စာရှိရဆိုရင်အဲ့ကျွန်တော်ပေးတဲ့ဝမ်းချင်းနဲ့တာကတ်ညနေကြမှာနော်မနေ့ကညနေကကျွန်တော်လေးကိုဝမ်းချင်းအမာရတယ်ဒါပေမဲ့ရှင်းတဲ့သုံးနေရလဲဗျာဒါကြပေးရမှာမကြပေးွာတာနော်ဖောင်းသွားတာပေါ့ပြောမယ်ဆိုရင်တော့အဲ့လေးကိုတစ်လုံးကဝင်ခဲ့တယ်ကိုဝင်ခဲ့တယ်ပေါ့နော် တော့ဒီနေ့ဖို့ကြတော့ထိတ်စီးကကျွန်တော်တို့၃လုံးနောက်ပိတ်၃လုံးအော်ထိတ်စီး၃လုံးနောက်ပိတ်၃လုံးနဲ့မှမှကျွန်တော်ကကြိုက်တာကဘာတွေကြိုက်လဲဆိုထိတ်စီး၃လုံးအနေနဲ့ပေါ့နော်မင်္ဂလာပါနော်မင်္ဂလာပါအားလုံးအခုဒါကျွန်တော်အခုစပြီးတော့အဲတက်တက်ချင်းဒါ၃ယောက်လိုက်လက်မလေးပြေးမယ်ဗျာနော်၃ယောက်ရှင်၃ယောက်စမယ်နော်အဲ့တော့ကျွန်တော်ဒီနေ့ထိတ်စီးဖမ်းလာတာက ဘာတွေလဲဆိုရင်ငားရယ်နော်ငားရယ်တုံညရယ်ခွန်ရယ်အဲ့ဒါထိတ်စီးသုံးလုံးအဲ့တော့ထိတ်စီးသုံးလုံးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကထိတ်စီးသုံးလုံးဆွဲရမှာလားဆိုတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့မနေ့ကကျွန်တော်တို့ထိတ်စီးသုံးအဲ့မနေ့အမှန်နဲ့ထိတ်စီးသုံးလုံးတော့အခုကမနေ့ကကျွန်တော်တို့က၈၉တုံညထိတ်စီးကိုကျွန်တော်ရှစ်ထိတ်သွားတာနော်ဒါပေမဲ့နောက်ပိတ်ကမမှန်မြန်ဘူးနော်အခုကအဲ့ဒီထိတ်စီးအတိုင်းပဲကျွန်တော်ကသွားတာဒါပေမဲ့ထိတ်စီးသူ့ရဲ့အမှန်အတိုင်းကတော့ဗျာပြောမယ်ဆိုလို့ရှိရင် တုံညနော်အဲတုံညကိုတုံညဖြစ်ရမယ့်ဟာကိုကျွန်တော်ပါဝါချိမ့်မယ်ဆိုလို့ရှိရင်ဒါ9နော်အဲတုံညကိုသူကနက်ခတ်ချိမ့်လိုက်မယ်ဆိုလို့ရှိရင်ခွန်အဲတုံည9ခွန်ထိတ်တုံည9ခွန်ထိတ်အဲ့လိုဖမ်းလိုက်တယ်အမန်ကသူ့ဟာနဲ့သူကြနေတာကတော့တုံညပေါ့သူကအဲ့လိုပါဝါတွေနက်ခတ်တွေမဟုတ်ဘဲနဲ့မချိမ့်မဲနဲ့သူကတောက်လျှောက်ထဲ့ပဲကြတာမနေ့ကလည်းရှစ်ကြတယ်ဗျာရှစ်ကိုပါဝါတွေပါချိမ့်လိုက်တာတကယ်တော့ အဲအခုကတော့အဲ့ပုံစံတည်းဆို၃ညကတော့ဒါသူ့ရဲ့ကြပင်ကတော့၃ညပါဝါချင်းမယ်ဆို၅နှက်ခတ်ချင်းမယ်ဆို၃ညတုံညာ၅ခွန်ထိတ်နော်အဲတုံညာ၅ခွန်ထိတ်ကိုနောက်ပိတ်ကဘာတွေလဲဆိုရင်ကျွန်တော်ကတော့အဲ့ထက်ကနေပြောဗျာဟိုနေ၃ကွက်ရွေးထုတ်ပေးမယ်အားလုံးပေါင်း၉ကွက်ထိတ်စီ၃လုံးနောက်ပိတ်၃လုံးဖြစ်တဲ့အတွက်အားလုံးပေါင်း၉ကွက်၉ကွက်ထဲကနေ၃ကွက်ကိုမင်းအဖြစ်နဲ့ရွေးထုတ်လိုက်မယ်နော် ကဲအခုဘယ်လိုပဲဖြစ်ဖြစ်ပါနော်ဒါဗီဒီယိုကျွန်တော်ပိတ်ထားတာဗျာနော်ဘယ်လိုပဲဖြစ်ဖြစ်ဒါအတန်လေးပဲပြောမယ်နော်အတန်လေးပဲပြောမယ်အဲ့တော့အခုကျွန်တော်ပိတ်ထားတဲ့အခွေကထွက်မှာနော်အဲ့အခွေ၃ဝေလည်းမမေ့နဲ့နော်ကိုကြိုက်တာကလိုက်နေတယ်ဆိုလို့ရှိရင်ကြိုက်တဲ့တခွေလိုက်ထားတာဆိုလည်းလိုက်တာလိုက်နော်ဘာလို့လဲဆိုတော့ဒါတစ်ပတ်တီးကတော့ကျွန်တော်တို့ဒါမထွက်မရှိထွက်ကိုထွက်ရမယ်ဆိုတာကတော့စော့သွားခဲ့တာနော်87ဆိုပြီးတော့ အဲ့တော့မနေ့ကကျွန်တော်တို့တဏီတဲ့ထွက်တဲ့ဥစ္စာ၄လုံးမြောက်ထွက်သွားတာ၄လုံးမြောက်ထွက်သွားတာနော်တဏီတဲ့၄လုံးမြောက်ဆိုတော့ဒီနေ့အဲ့၄လုံးတွေကတစ်လုံးပါမလားဒါမှမဟုတ်လို့ချင်းကြံ၆လုံးတွေကနေပြီးတော့ကျွန်တော်တို့ကဒါအပြီးထွက်မလားအဲ့ဒါကိုစဉ်းစားရမှာနော်အဲ့အဲ့ဒါအဲ့ဒါကိုဒီအရင်ကျွန်တော်တို့ကမစဉ်းစားတော့ဘဲနဲ့အခုရကိုယ့်ရကြပင်ကိုအတိုင်းတွားမှာဆိုရင်အဲ့ထိတ်စီး၃လုံးကိုဘာနဲ့ကပ်မလဲဆိုရင်၆ရ၁ရနော် 6ရက်တိရယ်ကျွန်တော်တို့3ရက်6တိ3နဲ့ကတ်ကမှာနော်အဲ့တော့လိုက်လက်မလေးပြီးမယ်အသေးလေးပြီးမယ်9ရက်ရှင်9ရက်ပေါ့ဗျာနော်အဲ့တော့အဲ့ဒီ6တုံးတိကိုခုနကျွန်တော်ပြောတယ်9 3 9 9နဲ့ကတ်မယ်အဲ့တော့အဲ့ထက်ကနေပြီးတော့အကြိုက်ဆုံး3ကွက်ဒါကျွန်တော်ထုတ်မိမယ်နော် အဲ့ထက်ကနေပြီးတော့အကြိုက်ဆုံး၃ခွက်ထုတ်ပေးမယ်။အားလုံးကကော့မလီအခုအခု6ရောက်ရှိရင်6ရောက်ပေါ့ဗျာနော်လိုင်းလမလေးပေးမယ်။နော်အဲ့တော့6ရောက်ရှိရင်6ရောက်ပေါ့ဗျာနော်အဲ့တော့ငါးတုံညာခွန်ကို613နဲ့ကတ်မယ်။အားလုံးရေးပါနော်အဲ့လိုလဲဆိုလို့ရှိလို့ချင်းအဲ့အောက်ကကော့မတီရေးပေးလိုက်ဗျာနော်ရေးလိုက်အခုကျွန်တော်ပြောတဲ့ဥစ္စာကိုအဲ့လိုမျိုးတွဲလိုက်ဗျာတွဲမတွဲလို့ရှိလို့ရှိရင်လည်းအခုကျွန်တော်ပြောမယ် ဟိုနဲ့9 3ညာခွန်ထိတ်ရဲ့လို့ရေးမယ်နောက်တက6 3နောက်လို့ရေးလိုက်နော်ရေးလိုက်အရေးပြီးတက်လာပြီဆိုလို့ရှိရင်ကျွန်တော်မင်းကို3ခွက်ပြောလိုက်တော့မယ်ဗျာဟုတ်တယ်မလားရေးတင်လိုက်ပါနော်မင်္ဂလာပါလို့ပြောထားတယ်တဲ့နော်ဥဥခင်ဗျားမတိရမင်းရမှာထွက်သွားတာညနေကြလို့ရှိလို့ရှိရင်ကျွန်တော်တို့ဗျာဝိုင်းကြီးအမာပေးမယ် ဖင်ထောင်ပတိတွေကကျွန်တော်မရှာပေးဘူးဆိုတာတချို့ကဝါဒနာမပါမှာဆိုလို့တဏီကုံဖင်ထောင်ပတ်အမြဲတမ်းထွက်တာကျွန်တော်ရှာရှာပြီးတာနော်အဲကျွန်တော်တို့ဒါဟို9ရက်ထွက်တဲ့ဥစ္စာကိုဗျာ4ရက်လောက်ကအေးစစ်မှန်ပြီးသားပဲဖင်ထောင်ပတ်ကဒါပေမဲ့အဲ့လိုမျိုးပတ်တဲ့လူတွေမရှိမှာဆိုလို့ကျွန်တော်မပေးတာ မရှာတာပေါ့ရှာရင်ကျွန်တော်တို့ကတွေ့တယ်ဘာလို့လဲဒီတရက်အတွင်းပတ်ကတဲ့ဥစ္စာဗျာ ဇာတို့ပတ်တိလည်းမဟုတ်ဒီနေ့တနေ့တာဆိုလို့ရှိရင်မနက်ကို900ပတ်ရင်ညနေ1000ပတ်မယ်အဲအဲတနေ့ကုန်ပတ်တိထွက်ကိုထွက်တာ၄ချိန်5ချိန်ထွက်9ရက်ထွက်တဲ့ဥစ္စာကိုဗျာတိတ်တရက်ပဲဖောင်းတယ်ဆိုရင်လည်းဒါပတ်ပြောတယ်ဟုတ်ကဲ့ကျွန်တော်ရှာပြီးမယ်ဗျာနော်အဲမနက်ဖြန်ကနေစပြီးတော့ပြန်ရှာပြီးမယ်ဖင်ထောင်ပတ်နော်ဟုတ်လားဖင်ထောင်ပတ်ကျွန်တော်ပြန်ရှာပြီးမယ်အခုလောလောဆယ်ကတော့ဒီနေ့အဖို့ကတော့ခုနကကျွန်တော်ပြောတဲ့ဒီပေါ့ ိုနေအင်းဗာလဲခုန93ညခွန်ထိတ်စီနော်တချောက်အင်းတချောက်တုံးနောက်ပိတ်အဲ့ထဲမှာမှာကျွန်တော်တို့ကအကြိုက်ဆုံးကဘာတွေလဲဆိုလို့ရှိရင်3ညာ5နော်အဲ့ဟောပေါင်း3ည5ထိတ်စီကိုကတ်ထားတာက3ည6ရဲ့ကျွန်တော်တို့5 6ရဲ့เนาะ3မှတ်မယ်เนาะအဲ3ကပြောနေတာ တုံညာ6ရဲ96 6ကြိုက်လို့ပြောတာနော်တုံညာ6ရဲ96ရဲအဲအဲ့ဒါပြီးတော့နောက်တစ်ခါ81ဆိုတဲ့တကွက်ရဲအားလုံးပေါင်းကျွန်တော်တို့ကဘယ်နှကွက်လဲဆိုတော့အဲ့3ကွက်ထုတ်ပေးလိုက်တယ်နော်အခုကျွန်တော်ပြောတဲ့ဥစ္စာတွေလိုက်အဲ့ထိတ်စိနောက်ပိတ်တွဲမယ်ဆို6ကွက်ပြအဲ့6ကွက်ထဲကအခု3ကွက်ကိုကျွန်တော်ကဒါကျွန်တော်အကြိုက်ဆုံး3ကွက်အနေနဲ့ထုတ်ပေးလိုက်တာ အမြဲအပေးနေတယ်တဲ့ဟုတ်ပါပြီအမြဲအပေးနေကျွန်တော်ကလည်း line မလွှင့်အားဘူးဆိုတာကျန်တာမဟုတ်ဘူးဗျဒီဘက်မှာ line နေရရတဲ့ခါရတယ်မရတဲ့ခါမရဘူးမရတဲ့ခါကျတော့ line မလွှင့်ပြဘူးအဲ့မှတည်းကျွန်တော်ရဲ့ဒီပေါ်တော့ view တွေနော်ကျွန်တော်ရဲ့ border တွေနဲ့ကျွန်တော်အဆက်ပြတ်ပြတ်သွားတာနော်အဲ့အဲ့အကြောင်းမို့ line က line မရတဲ့ခါကျဘယ်လို line လွှင့်မလဲကဲစဉ်းစားပြီးဦးနော်အဲ့ line လွှင့်တဲ့ခါလေးဟိုလွှင့်လို့ရတဲ့ခါလေးပဲကျွန်တော်ကလွှင့်ပေးတာ ဖြစ်ပါတယ်အမနော် ဲ့တော့ကျွန်တော်ဖင်ထောင်ပတ်ညနေကြလို့ရှိရင်လည်းကျွန်တော် live လွှင့်ပေးမယ်။ဘယ်ချိန်လောက်လွှင့်မလဲဆိုတနာရီလောက်နော်။ညနေကြရင်တနာရီလောက်လွှင့်ပေးမယ်။နော်အားလုံးတနာရီလောက်စောက်နော်စောက်စောက်နေလိုက်။နော်တနာရီလောက်မှာကျွန်တော် live လွှင့်ပေးမယ်။အခုကတော့ဒီကျွန်တော်ပြောတဲ့သုံးွက်ကူကတော့ကျွန်တော်အကြိုက်ဆုံးပဲ။ဘာလို့လဲဆိုလို့ရှိရင်ဒီနေ့တနေ့တာမှာဖင်ထောင်ဘတ်တော့မဟုတ်ဘူးပေါ့ဗျာနော်။6တလုံးကြိုက်တယ်ဗျာနော်။အဲ6တလုံးကကျွန်တော်နောက်ပိတ်အနေနဲ့ခုကဖမ်းထားတာ။အဲ့ဒီ6တလုံးနောက်ပိတ်အနေနဲ့ဖမ်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ ဟိုပြောမယ်ဆိုရင်တပတ်လုံးမွေးကျင်တယ်ဆိုလို့ရှိရင်တော့အခုဒီ3 4 5 6ဆိုတဲ့အခွေကထွက်ကိုထွက်မှာเนาะအဲ့ဒါတခုဒါဟိုကျွန်တော်အခွေ3ခွေပေးထားတယ်တဲကနေပြီးတော့ဒါအကြိုက်ဆုံးကျွန်တော်အဖွဲတွေကိုပေးထားတဲ့အခွေဖြစ်ပါတယ်နော်အခုအားအခုလိုင်းပေါ်မှာအခု17ယောက်တွေ့လိုက်တယ်17ယောက်တွေ့ရင်17ယောက်ပေါ့နော်အဲ့ဒါကိုကျွန်တော်ငွေးမယ်ငွေးကျွန်တော်ဖမ်းလာတာ3ရက်အတွင်းနော်အဲ့တော့ အခွေမွေးမယ်ဆိုလို့ရှိရင်မွေးပါဒါပေမဲ့သူကအပူပါတော့နတယ်လီဒီဘက်ကတော့ထည့်ထိုးနော်ဘာလဲဆိုတော့3 4 6အခွေ အပူပါထည့်ထိုးပါဘာကြောင့်လဲဆိုဒီဘက်မှာကအပူဆိုင်လေးနည်းနည်းရှိထားတာဖြစ်တဲ့အတွက်နော်အဲအဲဒါကြောင့်မလို့ကျွန်တော်တို့အဲ့3 4 6ကဗျာခွေပြီးွားလို့အပူထွက်ခဲ့တာတော့ကျွန်တော်တို့ကပေါက်ပြီးသားပဲဟုတ်တယ်မို့လားအဲ့ကြောင့်မလို့3 4 6ကိုခွေမယ်မွေးမယ်အဲ့ဒါမွေးဖို့နော်အခုလောလောဆယ်ဒီမနက်ကတော့9 3ညာအဲခွန်ထိတ်စည်းကိုကျွန်တော်တို့က ဒီ63 3နောက်ပိတ်နဲ့ကတ်လိုက်အဲ့ဒါကနေအကြိုက်ဆုံးကခုနပြောတယ်3656 61အဲ့ဒါအကြိုက်ဆုံးဖြစ်ပါတယ်အဲ့တော့ဘရိတ်ကတော့ကျွန်တော်တို့ဒါ1638ဆိုတော့ဘရိတ်နဲ့ဖမ်းထားတာဖြစ်တဲ့အတွက်53ဆိုတာလေးတော့နည်းနည်းလေးပို့ထိုးပါတော့ကဲအားလုံးအဆင်ပြေကြပါစေဗျာနော်ဒီလောက်ပါပဲနော်အားလုံးပေါက်ကြပါစေဗျာနော်ညနေကျမှပြန်တွေ့မယ်တနားရီနော်